င်္ဂလာပါခင်ဗျာကျွန်တော်ရဲလင်းနိုင်ပါဒီဗီဒီယိုဖိုင်လေးကတော့ Success Mall ရဲ့ SLA နီးစနစ်ထဲကမှာသုံးချက်စတင်ခြင်းရဲ့သုံးတတမနှစ်ကြောင်းကိုလာပြီးတော့ပြပြပေးမှာဖြစ်ပါတယ်ခင်ဗျာသုံးတတမနှစ်ကကျွန်တော်တို့အဓိကလိုအပ်မယ့်အချက်ကတော့ SLA သင်တန်းတွေကိုကျွန်တော်မဖြစ်မနေတက်ရောက်သင်ယူရမယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်ခင်ဗျာ ။ဘာကြောင့်လဲဆိုတော့ success mall ရဲ့စီးပွားရေးကိုဝင်လာတဲ့မိတ်ဆွေအနေနဲ့ဆိုရင်ကိုကစတင်ပြီးတော့စူးစမ်းလောက်ကင်မယ်ဆိုတဲ့သူတွေအရင်ဦးဆုံးကျွန်တော်တို့ဟာစတင်တဲ့နေရာမှာမှန်ကန်မှဆက်လုပ်တဲ့နေရာမှာမှန်မှန်ကန်ကန်နဲ့သွားနိုင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဟာတည်ယူဖို့အတွက်အဓိကလိုအပ်တာပဲဖြစ်ပါတယ်ခင်ဗျ။ဒီနေရာမှာကျွန်တော်တို့အဓိကအရေးကြီးဆုံးသောအရာကဘာလဲဆိုရင်တော့ အပြင်မှာကိုကဆရာဝန်ဖြစ်ခဲ့ပါစေ၊ကျောင်းဆရာဖြစ်ခဲ့ပါစေ၊ဘလိုမျိုးစီးပွားရေးအတွေ့အကြုံတွေပဲရှိခဲ့ပါစေ။ success မှာမှာလာပြီးစူးစမ်းတယ်။ success မှာမှာလာပြီးတော့အောင်မြင်ဖို့အတွက်စူးစမ်းလောက်ကင်တာဖြစ်တဲ့အတွက်ကြောင့်အခြေခံကနေစပြီးတော့သင်ယူဖို့အတွက်အထူးကလိုအပ်တာပဲဖြစ်ပါတယ်ခင်ဗျာ။ ထမအုံဆုံးကျွန်တော်သင်ယူရမှာကတော့ list step ဆိုတဲ့အခမ်းအနားပဲဖြစ်ပါတယ် list step အခမ်းအနားကတော့ကျွန်တော်တပတ်တစ်ခါရုံးနေမှာသင်ပြပေးတဲ့လိုမျိုးအခုလိုမျိုးခေတ်ကာလပြောင်းလဲလာတဲ့အပေါ်မှာ online ပေါ်ကနေပြီးတော့လေကျွန်တော်ဘယ်လိုနိုင်ငံမျိုးမဆို Telegram software လေးရှိလိုက်ရုံနဲ့ကျွန်တော်ဖုန်းထဲကနေပြီးတော့အလွယ်တကူသင်ယူလို့ရတဲ့အခွင့်အလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာလူတော်တော်များများအနေနဲ့ကျွန်တော်တို့ဟာကိုယ့်ရဲ့ အားလဲချိန်တွေမှာကျွန်တော်ညထိုင်းစံတော်ချိန်ပေါ့နော်ညရှင်းနိုင်ကနေပြီးတော့မှ10နိုင်အထိကျွန်တော်တင်ပြပေးတာပဲဖြစ်ပါတယ်ဒီလိုအချိန်တွေမှာဘာကြောင့်တင်ပြပေးလဲဆိုတော့ နေစာလာကစာအလုပ်တွေမှာလည်းကျွန်တော်ဝင်ငွေရအောင်စ조사တဲ့လိုမျိုးညဘက်အားတဲ့ချိန်တွေမှာလည်းကိုအားတဲ့ချိန်မှာနောက်ထပ်ဝင်ငွေနောက်ထပ်တလန်းကိုရရှိနိုင်ဖို့အတွက်အကောင်းဆုံးသင်ယူလို့ကောင်းတဲ့အချိန်ပဲဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့လို့မိတ်ဆွေအနေနဲ့ကညဘက်အချိန်တွေမှာလည်းကျွန်တော်တို့ listed ဆိုတဲ့အခမ်းအနားကိုနေ့စဉ်နဲ့များသင်ယူဖို့အတွက်အဓိကလိုအပ်တာပဲဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာတချို့တွေကဘာကြောင့်နေ့စဉ်သင်ယူရတာလဲတရက်ထဲသင်ယူလို့မရဘူးလားလို့ပြောလာတဲ့အခါကြီးရှိပါတယ်မိတ်ဆွေအနေနဲ့ကတရက်ထဲနားထောင်လို့သဘောပေါက်သွားတဲ့နား ားလေသွားတယ်ဆိုရင်တော့ကိစ္စမရှိပါဘူးဒါပေမဲ့ကျွန်တော်တို့ကအလုပ်တစ်ခုလုပ်တဲ့နေရာမှာဆိုရင်ကိုကရှေ့ဆက်ပြီးတော့မှသွားဖို့အတွက်ဆိုတာအလုပ်ရဲ့သဘောတရားကိုကျွမ်းကျင်စွာကျွန်တော်တို့လောက်ကင်နိုင်ဖို့အတွက်ဆိုရင်တော့တင်ယူတဲ့နေရာဟာအထူးကအရန်ရေးကြီးပါလေဒါကြောင့်မို့ list step ကိုကျွန်တော်ကတိနားလေသဘောပေါက်ပြီးတော့ကျွမ်းကျင်ပြီးတော့လောက်ကင်တဲ့အထိလူအများကိုပြန်လဲပြီးတော့လက်ရှိကမ်းနိုင်တဲ့အထိကျွန်တော်က ်တင်ယူဖို့အတွက်အထူးလိုအပ်တာပဲဖြစ်ပါတယ်ခင်ဗျဒါကတော့နေ့စဉ်သင်တန်းတွေနဲ့ကျွန်တော် list တွေရှိမယ် status ဆိုတဲ့ကျွန်တော်ဒီစနစ်ပိုင်းဆိုင်ရာသင်ပြပေးတဲ့သင်တန်းတွေရှိတာပဲဖြစ်ပါတယ်ယုံတွေမှာဆိုလဲအပတ်တိုင်းအပတ်စဉ်ရောရုံးခွဲနဲ့နီးတဲ့နေရာတွေမှာလူကိုယ်တိုင်ကိုကြလာရောက်ပြီးတော့တင်ယူနိုင်တာပဲဖြစ်ပါတယ်ခင်ဗျနောက်ထပ်တစ်ခုကတော့ကျွန်တော်တို့က list up ပြီးလို့ရှိရင်ကုမ္ပဏီမှာကျင်းပပေးတဲ့တင်တန်းအခမ်းအနားတွေလည်းရှိပါတယ်ခင်ဗျာတင်တန်းအခမ်းအနားတွေဆိုတော့ကျွန်တော်တို့က အာဘလို့သင်တန်းမျိုးတွေရှိလဲဆိုရင် Aspire လို့ခေါ်တဲ့ကျွန်တော်တို့ Success Mall မှာအောင်မြင်ပြီးတော့မှတလောက်ကို1000ဘတ် Brown ရာသူရှင်2000ဘတ်ဆဲပါရာသူရှင်3000ဘတ်900ရာသူရှင်ဆိုတဲ့အောင်မြင်သွားတဲ့တူတွေကိုစုစည်းမြစ်ပေးတယ်ကျွန်တော်အာတကယ်လုံနိုင်ပြီးတကယ်အောင်မြင်တဲ့တူတွေရဲ့ဒီနေ့ level 3စီပေါ့အဆင့်3စီတိအောင်မြင်နေတယ်အောင်မြင်သူတွေကိုစု ပေးတဲ့စုပေးပွဲခမ်းနားပဲဖြစ်ပါတယ်ခင်ဗျာဒီတင်တန်းကိုမိတ်ဆွေကတက်ရောက်ခြင်းအဖြစ်ပို့ပြီးတော့မှပတ်ဝန်းကျင်ကပြောတဲ့စကားတွေကိုကျွန်တော်ပို့ပြီးတော့မှကိုကစကြန့်ခံနိုင်မယ်ကိုလည်းအောင်မြင်နိုင်တဲ့ဒူတယောက်ဆိုပြီးကိုကိုယုံကြည်မှုတွေများစွာရှိလာမှာဖြစ်ပါတယ်ပြီးလို့ရှိတော့ကျွန်တော်၄လတစ်ကြိမ်၆လတစ်ကြိမ်ကျင်းပပေးတဲ့ဝိုင်းပွဲလို့ခေါ်တဲ့တင်တန်းခမ်းနားတွေလည်းမိတ်ဆွေတို့တက်ရောက်တင်ယူလို့ရတာပဲဖြစ်ပါတယ်ခင်ဗျာဘာကြောင့်တက်ရောက်တင်ယူတင်တယ်လဲဆိုရင်တော့မိတ်ဆွေကစီးပွားရေးလုပ်တဲ့နေရာမှာအစကပြောတယ်လို့ပဲကိုကစီးပွားရေးလာပြီးတော့စ조사တဲ့နေရာမှာ သင်ယူမှုမေးမိန်နေတယ်သင်ယူမှုဟာနည်းနေမယ်ဆိုရင်ကျွန်တော်အလုပ်လုပ်ရတဲ့အခါမှာအာဘာလို့ပြောရမလဲဆိုရင်တော့ကျွန်တော်တို့ကလက်တွေ့သင်ယူထားတာအားနည်းလို့ရှိရင်လက်တွေ့ပြန်လုံဆောင်တဲ့အခါမှာလည်းအားနည်းနေမှာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ခုကတော့ကျွန်တော်တစ်နှစ်မှာတစ်ချိန်ကျင်းပတယ်ကျွန်တော်တို့အာ success small ရဲ့ company ရဲ့ပွဲအကြီးဆုံးခန်းနာဖြစ်တဲ့ the success လို့ခေါ်တဲ့နိုင်ငံပေါင်း၈နိုင်ငံနဲ့ကျင်းပတယ်ဒီလိုမျိုးအောင်မြင်သူတွေစုဝေးရာသင်တန်းပွဲကြီးတွေရှိရဲမိတ်ဆွေကိုယ်တိုင်ကလည်းဒီလိုအောင်မြင်သူအများကြီးရှိတဲ့သင်တန်းခန်းနာမှာတက်ရောက်သင်ယူခြင်းအဖြစ်ပို့ပြီးတော့မှရ ယုံကြည်မှုတွေများစွာရရှိလာနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ကတော့ခန်းပွဲတင်တန်းတွေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အသင်းအဖွဲ့ကြီးနဲ့အလုပ်လုပ်ဆောင်တဲ့အခါမှာဘယ်လိုမျိုးရှေ့ဆက်သွားလို့ရလဲ success mode ရဲ့စီးပွားရေးဟာ တယောက်တည်းစူးစမ်းတာမဟုတ်ဘဲနဲ့အသင်းအဖွဲ့လိုက်ကျွန်တော်တို့ဟာစူးစမ်းပြီးတော့မှအောင်မြင်မှုကိုအဖွဲ့စည်းလိုက်ရတယ်ဆိုတဲ့သဘောတရားကိုမိတ်ဆွေတီဂလူထဲမှာအွန်လိုင်းတော့ပေါ်မှာကျွန်တော်နားထောင်နေရုံတော့တဘောမပေါက်တဲ့သင်တန်းရက်မျိုးကိုခန်းပွဲမှာသင်ပြပေးတာပဲဖြစ်ပါလေခင်ဗျာဒီလိုမျိုးသင်တန်းခန်းသားတွေကတော့ကျွန်တော်တို့မိတ်ဆွေတို့အနေနဲ့ဘာကြောင့်လာပြီးသင်ယူတက်တယ်လဲဆိုရင်အောင်မြင်သူရဲ့၁၀ရောက်ရဲ့အနာမှာမိတ်ဆွေလာပြီးတော့နေတဲ့ခါမှာ၁၇ရောက်မြောက်ဟာမိတ်ဆွေဖြစ်နိုင်တယ်ဆိုတဲ့ဇကားကိုကြားပူးပါလိမ့်မယ်ဒါကြောင့်မိတ်ဆွေအနေနဲ့က ကျွန်တော်အောင်မြင်သူတွေရှိတဲ့သင်တန်းအခမ်းအနားတွေကိုမိတ်ဆွေကိုယ်တိုင်ကတကယ်အောင်မြင်ခြင်းနဲ့စိတ်အပြည့်အဝနဲ့ရည်မှန်းချက်ရှိရှိနဲ့သင်ယူမယ်ဆိုရင်မိတ်ဆွေတို့အောင်မြင်နိုင်ပါတယ်ခင်ဗျဒီလိုသင်တန်းအခမ်းအနားတွေကိုမိတ်ဆွေတို့ယုံကြည်စိတ်အပြည့်အဝနဲ့သင်ယူမယ်ဆိုရင်တော့ ကျွန်တော်ပြောချင်တာကတော့အောင်မြင်မှုကိုတကယ်ရနိုင်ပါလေမိတ်ဆွေတို့ယုံကြည်သလားခင်ဗျဒီလိုသင်တန်းခန်းသားတွေကိုကျွန်တော်တက်ရောက်ခြင်းအပြင်အောင်မြင်နိုင်တယ်ဆိုတော့မိတ်ဆွေတို့ယုံကြည်ပါလားဘာကြောင့်မို့ကျွန်တော်ကယုံကြည်တယ်လို့ပြောရလဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကလည်းဒီနေ့ဘာမှအများကြီးနားလည်ခဲ့တဲ့သူတယောက်မဟုတ်ပါဘူးဘာမှတွေးတက်ခဲ့တဲ့သူတယောက်မဟုတ်တယ်လို့စီးပွားရေးအတွေ့အကြုံဆိုတာလည်း မရှိခဲ့ပါဘူးခင်ဗျာဒီ success mall ရဲ့စီးပွားရေးကိုတော့ပထမဦးဆုံးလာပြီးတော့စူးစမ်းလောက်ကိုင်းတဲ့ဒုတိယဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီဒီတင်တန်းတွေဒီလိုမျိုးတင်တန်းပွဲအခမ်းအနားတွေကိုတက်ရောက်ပြီးတော့ကိုရီကိုသွေးတွေကိုအေးသွေးရှိအောင်အေးသွေးကောင်းအောင်ကိုကိုကိုဒီနေ့တန်ဖိုးရှိအောင်ကျွန်တော်တို့ကတင်ယူနိုင်ခဲ့လို့လေဒီနေ့ကျွန်တော်တို့လွန်ခဲ့တဲ့9နှစ်နဲ့အခုပုံစံနဲ့အများကြီးပြောင်းလဲသွားပြီးတော့ success mall မှာနေရာတစ်ခုကိုရောက်လာခြင်းပဲဖြစ်ပါတယ်ခင်ဗျာလောကကြီးထဲမှာလူများစုက အောင်မြင်တဲ့ဝင်ငွေပမာဏကိုတော့လိုချင်တယ်သို့တော်များလဲအောင်မြင်နိုင်အောင်လုပ်ရမယ့်သင်တန်းတွေအောင်မြင်အောင်လက်တွေ့လုပ်ရမယ့်အရာတွေကိုမလုပ်ဘဲနဲ့ကျွန်တော်ဘယ်နာကနေပြီးတော့ရနိုင်မလဲခင်ဗျာမိတ်ဆွေတို့ရေဒါကြောင့်မို့လို့ပုံမှန်အလုပ်တိုင်းမှာနေစာလာကစားအလုပ်မှာတောင်မှကျွန်တော်ဟာအလုပ်သွက်ဆင်းမှဝင်ငွေရတာအဲ့တော့စီးပွားရေးလာပြီးလုပ်တဲ့နေရာမှာဆိုကျွန်တော်ကအရာရာအားလုံးကိုကိုကမသိနားမလည်နေလို့ရှိမရဘူးဒါကြောင့်မို့လို့တင်ယူတင်တင်ယူထိုက်တဲ့အရာတွေကိုကျွန်တော်အားလုံးနေနဲ့တင်ယူဖို့ကအထူးကလိုအပ်တာပဲ ဖြစ်ပါလေခင်ဗျာအဲ့တော့ကျွန်တော်အားလုံးအနေနဲ့ဘယ်နေရာကနေပဲလာလာ success မှာတူညီတဲ့ပင်ပြပေးတဲ့ဒီလိုသင်တန်းအခမ်းအနားတွေရှိတာဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေနေနေကတေးကြတော့ခေါတော့အောင်မြင်မှုကိုတကယ်မမြင်မြန်ဆန်းဆန်းနဲ့ရရှိပိုင်ဆိုင်နိုင်ပါလေခင်ဗျာသူများထက်ပိုပြီးတော့ကျွန်တော်ဟာ အောင်မြင်မှုကိုနံပါတ်၁နေရာကိုကိုကရောက်ချင်နေဆိုရင်တော့မိတ်ဆွေနေနေကသူများထက်တင်တန်းပွဲခန်းသားတွေကိုရီမှန်းချက်ရှိရှိနဲ့တွားပြီးတင်ယူပါလို့ပြောချင်ပါတယ်ဒီလိုတင်တန်းတက်တယ်ဆိုတာကျွန်တော်ကုံချမ်းပစ္စည်းတွားယူတာကိုကကုံကြောဖြစ်ပြန်လဲပြီးတော့စူးစမ်းမယ်ပြန်ပြီးထုတ်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့တွားပြီးတင်ယူမယ်ဆိုရင်တော့တေးကြတဲ့မိတ်ဆွေနေနေအာမြန်မြန်ဆန်ဆန်နဲ့အောင်မြင်မှုကိုရေရှည် network ကိုခိုင်မအောင်တည်ဆောက်နိုင်မှာပဲဖြစ်ပါတယ် မအောင်မြင်တဲ့သူအများစုကကျွန်တော်ဘာကြောင့်မအောင်မြင်သွားလဲဆိုရင်တော့ဒီအချက်ပဲခင်ဗျသူတို့ဟာမအောင်မြင်သွားတဲ့အထိကအကြောင်းရင်းကတော့သင်ယူခြင်းစိတ်တွေအားနည်းလို့ပဲဖြစ်ပါတယ်သင်ယူခြင်းစိတ်တွေအားနည်းသွားတဲ့အခါမှာကျွန်တော်အားလုံးအနေနဲ့သင်ယူခြင်းစိတ်မရှိတော့တာဖြစ်တဲ့အတွက်ကြောင့်သူတို့ဟာငါတို့သိပြီးငါတို့တတ်ပြီးဆိုတဲ့တကြိမ်တစ်ခါသင်ယူထားတဲ့အရာတွေပေါ်မှာတကယ်သိသွားပြီးတကယ်နားလည်သွားပြီးဆိုတဲ့စိတ်နဲ့သူတို့ဟာထပ်ပြီးတော့သင်ယူမှုမရှိတဲ့အခါမှာကျွန်တော်တို့ဟာ လှုပ်ဆောင်စရာတွေကရက်တက်နေတာပဲဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မိတ်ဆွေအနေနဲ့ကတကယ်ကိုကိုကိုဒီနေ့တော်ချင်တယ်တက်ချင်တယ်ဆိုရင်ဘလို့ဒီဆက်လောက်ရမှာလဲဘာတွေအမြဲတမ်းသင်ယူရမှာလဲဆိုတော့ကိုကိုကိုအမြဲတမ်းမြည်တင်ရှင်တဲ့စိတ်ကိုရဲ့အရေးတွေးကိုပို့ပြီးတော့မှတောက်ပလာတဲ့ကြေပွေးတပွေးဖြစ်အောင်အမြဲတမ်း success ပေါ်မှာသင်တန်းပွဲဒီလို list အခမ်းအနားတွေအခုလို online ပေါ်ကသင်လို့ရတဲ့အရာတွေမှန်တယ်များလဲမိတ်ဆွေဒီလုံးဝလက်မလွတ်တမ်း အတူတူပင်ယူပြီးတော့မှ success မှာဝင်ငွေနဲ့ယာတူးနဲ့အရေးရှင်းနဲ့ကိုက်ညီတဲ့ leader ခေါင်းဆောင်တယောက်ဖြစ်နိုင်တာပဲဖြစ်ပါလေခင်ဗျာအဲ့တော့စတင်တဲ့အချိန်မှာမှန်ကန်ရင်ဆက်လုပ်တဲ့နေရာမှာလည်းမှန်မှန်ကန်ကန်နဲ့အောင်မြင်နိုင်ပါတယ်လို့ပြောကြားချင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုဖိုင်ဒီမှာထပ်ပြန်လည်ပြီးတော့送သေးချင်ပါတယ်ခင်ဗျာ